မင်္ဂလာပါရှင်ရောင်းဝယ်ခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။တိတိမျိုးမစစ်ကြောင်တွင်ဒေါ်လာစစ်တပ်တိုက်ခိုက်မှု70ဦးတိဆောင်ပြီးလက်နက်ကင်များနဲ့စစ်တုံးမှတချို့ရရှိစစ်တပ်ကအတမပြုခြင်းကအမျိုးသမီးတအုပ်ပေါင်းပြည်သူ74ဦးကိုကယ်တင်နိုင်ခဲ့။ချင်းပြင်းတဲ့တိတိမျိုးကနေစစ်ကြောင်တွင်ဒေါ်လာစစ်တပ်တိုက်ခိုက်မှု70ဦးတိဆောင်ပြီးလက်နက်ကင်များနဲ့စစ်တုံးမှတချို့ရရှိကစစ်တပ်ကအတမပြုခြင်းကအမျိုးသမီးတအုပ်ပေါင်းပြည်သူ74ဦးကိုကယ်ထုတ်နိုင်ခဲ့ကြောင်းချင်းကြီးနောက်တပွဲကထုတ်ပြန်နေ။ အော်တိုဘာလ29ရက်နေ့မှာဒီတိမ်မြို့အတွင်းကနေဂျပန်စစ်တပ်အင်အား200ကျော်နဲ့ခြေရင်ထွက်လာပြီးစင်းစံရွာမှာစကန်းချကညာရီကဆက်လက်ထွက်လာတဲ့ဂျပန်စစ်သားတွေကိုချင်းချင်းအောင်တပ်ဖွဲ့တွေကခြေမုံတိုက်ခိုက်အောင်အတူပလ30ရင်းနဲ့တီးတိုင်ကလေးလန်ဒိန်လိုလန်ခွဲနီပဝင်းကျင်းမှာပြန်လည်ပြစ်ကတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရတယ်။ရင်းတိုက်ပွဲတွေဂျပန်စစ်သားတွေထိနာသဖြင့်ဆက်မတိုးနိုင်တော့ဘဲထို့နေရာမှာစကန်းချညာရီကပြီးအောင်အတူပလ30ရင်းနဲ့မှာတီးတိုင်မျိုးကလာ969မှာစစ်သား80ကန်တက်ကူတပ်ဖို့ခဲ့ကြောင်းသိရပါတယ်။ နိုဝင်ဘာလတရနေ့မှာနှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီးစစ်သားများအပြားထိခိုက်ဒေဆုံးကလက်နက်ကင်တချို့နဲ့တေချာချော်ဆွဲထားတဲ့ပြည်သူ့ပိုင်မတော်ကားတစ်စီးကိုဂျင်းညင်ညောင်တပ်ဖွဲ့တွေကသိမ်းဆီရရှိခဲ့ကြောင်းနိုဝင်ဘာလနေ့ရက်နေ့မှာလည်းနှစ်ဖက်ပြစ်ခတ်တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရတယ်။နိုဝင်ဘာလ3ရက်နေ့မှာဂျပန်စစ်တပ်ကဒေသနေပြည်သူတွေကိုလူသားတိုင်းဖြစ်ဖန်ဆီအုံပြုကထိုးစစ်ဆင်လာတဲ့ပြင်ဆက်လက်တိုက်ပွဲဖြစ်ပွားရာတီးတိမ်ကလေးလန်စွန့်ပြီးလမ်းခွဲဘက်ကနေဆင်ရတချို့ထွက်ရှိလာတဲ့ပြင်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါတယ်။ နိုဝင်ဘာလ9ရက်မှာဂျပန်စစ်တပ်ကလူသားတိုင်းဖြစ်ဖမ်းဆီးပြီးတော့အဓမ္မပြုကျင့်ခဲ့အမျိုးသမီးတန်းဥပဝင်ဒေသခံပြည်သူဆက်လေးကိုချင်းချင်းနောက်တစ်ဖွဲ့တွေကကက်တင်နိုင်ခဲ့ပြီးစစ်တုံးမတချို့ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။ တိုက်ပွဲကာလတခြားမှာဂျပန်စစ်တပ်ကအနည်းဆုံး၁၀သား၄၀ခန်းသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရတဲ့အပြင်းထွက်ပြေးလူများသူတို့ချို့လည်းရှိကြောင်းဂျပန်စစ်တပ်တပ်ဖွဲ့ဝင်တွေလက်နက်ခဲအနေနဲ့ချုံဆွဲထားပြည်သူပိုင်းမော်တော်ကားတစ်စီးကိုပြန်လည်သိမ်းဆည်းရှိခဲ့ကြောင်းသိရတယ်။ပြီးခဲ့အော်တိုဘာလ၂၆နေ့ကစပြီးချင်းပြည်နယ်တီတိမ်မြို့ခလာနယ်ချောင်းဆန်ကုန်းကိုဂျပန်စစ်တပ်က MISMD အမျိုးအစားရဟင်းနဲ့အခောက်ရည်၂၆ဂျင်းစင်တပ်ကတပ်ရင်း900ခန့်စက်တိုက်ပို့ဆောင်ခဲ့ပြီးနောက်ရောင်းလုံးရင်းနဲ့ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းချင်းပြည်နယ်တပ်ဖွဲ့ကသိပေးတယ်။ ရင်းချဖက်စစ်တပ်စစ်ကြောင်းကတိတိမျိုးကနေကလီလန်ပိုင်းတိုင်းငင်ဘက်ကိုတေကစစ်ကြောင်းတို့နေခြင်းဖြစ်ပြီးစုစုပေါင်းစစ်သားရင်အလေးအကံပေါင်းကြောင်းသိရပါဗျာ။ ဆက်လက်ပြီးလောင်လုံးမြို့နယ်မှာစစ်တပ်ကတရားဝင်ရေကောက်ပွဲတွင်မဲဆင်ပြူစုံနိုင်စစ်ကြောင်းတို့ပြီးအင်အားစုဆင်းနေလိုက်ကောင်းတယ်။တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မှာဂျပန်စစ်တပ်ကတရားဝင်ရေကောက်ပွဲတွင်မဲဆင်ပြူစုံနိုင်စစ်ကြောင်းတို့ပြီးအင်အားစုဆင်းနေလိုက်ကောင်းတယ်ကြောင့်ဒေသပြည်သူနဲ့စစ်ရေးသတင်းမြစ်ကပြောတယ်။နိုဝင်ဘာလအတွင်းဂျပန်စစ်တပ်ကလောင်လုံးမြို့နယ်တွင်ရှိမမကန်ဒေသကမြောင်ဒေသနှင့်လောင်လုံးရေပြူကြားရှိကြတွေကိုစစ်ကြောင်းတို့ဝင်ရောက်ပြီးတရားမှုရွေးကောက်ပွဲအတွက်မဲဆင်ပြုစုနိုင်အင်အားစုဆင်နေလိုက်ကောင်းနေခြင်းဖြစ်ပါတယ်။လက်ရှိအချိန်မှာလောင်လုံးမြို့ပေါ်နှင့်ကျေးရွာတွေရှိပြည်သူတွေကစစ်ဘေးတိမ်းရှောင်နေရခြင်းကြောင့်ဂျပန်စစ်တပ်ကမဲစုနိုင်မဲအ င်အားသုံးပြီးတော့စစ်ကြောင်းထိုးပြီးအင်အားစုစင်လိုက်ကောင်းနေခြင်းဖြစ်ပါတယ်။အခုစစ်ကွေးတွေစီမှာရှိနေတဲ့စင်ကအရင်ကလူရည်စင်ဟောင်းကြီးဆိုမင်းစင်မပြူစုံနိုင်ဘူး။အဲဒါကြောင့်စစ်ကွေးတွေကသူတို့စစ်ကြောင်းလှုပ်ရှားနေတဲ့မောင်းမကန်ကမြောကင်းနဲ့အလောင်းလုံးရေဖြူချာသူတို့စစ်ကြောင်းလှုပ်ရှားနေတဲ့နေရာတွေမှာပြည်သူတွေကအင်အားစုစင်ကောက်တာတပွင့်ရိုက်ပြီးရှူသွားတာလှုပ်ဆောင်နေပါတယ်။ အလားတူနိုဝင်ဘာလ3ရက်နေ့ကလည်းလောင်လုံးမြို့နယ်စကန်ချီရွာကိုဂျပန်စစ်တပ်စစ်ကြောင်းစစ်ကြောင်းတို့ဝင်ရောက်ဆင်းနေပြီးရွာထဲမှာထွက်ပြေးတိမ်းရှောင်ခြင်းမရှိပြီးသူတွေဂျပန်စစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ယူကောက်ပွဲမှာမဲထဲကြရင်စီယုံပြောဆိုခဲ့ပြီးနောက်အင်နာစုစင်းနဲ့ကောက်ခံသွားကြောင်းသိရတယ် ဆက်လက်ပြီးပေါင်းပြုတ်ရှိကြရတွေကိုစစ်တပ်ကဝိုင်းတွဲနေတဲ့ဘုံ60ကျော်ကျဲချတိုက်ခိုက်မှုပြည်သူတွေပြေလျော်ထွက်ပြေးနေရမူးမာလဲစစ်တပ်ကဒရုန်းနဲ့ပေါ်ကျဲပြီးကလင်းရတဲ့ဥပဝင်နဲ့ဥဒရာရမကွေတိုင်းပေါင်းပြုတ်နေရှိကြရတွေကိုဂျပန်စစ်တပ်ကဝိုင်းတွဲနေတဲ့ဘုံ60ကျော်ကျဲချတိုက်ခိုက်ခြင်းကြောင့်ပြည်သူတွေပြေလျော်ထွက်ပြေးနေရကြောင်းဒေသပြည်သူတွေကပြောပါတယ် နိုဝင်ဘာလ9ရက်နေ့ညနေ9:00နာရီကျော်ခန်းကစတင်ပြီးကျန်းပစစ်တဲဝိုင်တွဲလင်းရင်တစီကပေါင်းမြွနယ်နောက်မြောက်ပိုင်းရှိကျရတွေကိုဘုံ60ကျော်ကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ကျန်းပစစ်တဲဘုံကျဲမှုတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်ရှိမှရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲလက်ရှိချိန်မှာကျရနေပြည်သူတွေဘေးလွတ်အထွတ်ပြေးထိန်းချောင်နေရပါတယ်။ဘုံကျဲသွားတာအကျဉ်းတော်တော်များပါတယ်။အလုံး60လောက်ရှိပြည်သူတွေလည်းဘေးလွတ်အထွတ်ပြေးထိန်းချောင်နေရတယ်။ထိခိုက်မှုချင်းတွေကိုတော့အတိမပြုံနိုင်သေးပါဘူး။ ထို့ပြင်ပဲခူးတိုင်းမူမြို့နယ်အတွင်းမှာရဲစရာတွေကိုဂျပန်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်၆နှစ်ရွယ်ကလေးငယ်တို့ပါဝင်ပြည်သူနဲ့အုပ်ထိပ်ခိုက်တဲ့ရရှိခဲ့ကြောင်းကရန်နီဘောကထုတ်ပြန်နေ။နိုဝင်ဘာလ3ရက်နေ့ညနေ4:16မိနစ်ခန့်မှာမုံမြွနယ်တွင်ဂျပန်စစ်တပ်ခမ439တဟင်ကတင်မောကျွန်းကြီးအတွင်ကိုဒရုန်းနဲ့ပုံနှလုံးကျဲချခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ကျင်းရနေပြည်သူအသက်40ရွယ်ဒေါ်အေးမွန်နဲ့6နှစ်ရွယ်မောင်နာတာဒွေးတို့နောက်ထိပ်ခိုက်တဲ့ရရှိကနေနေပြည့်စီခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးဝက်လက်မြွနယ်မှာစစ်တပ်စစ်သားမြင်တော်ရာပောင်းဝင်တော်တဲ့တွေကိုမိရှုဖြက်စီပြီးကြေရတွေကိုတနက်ပြစ်ပိုင်းဝင်းအောင်စင်းနေစကိုင်းနိုင်ဝက်လက်မြွနယ်မှာဂျပန်စစ်တပ်စစ်သားကမြင်တော်ရာပောင်းဝင်တော်တဲ့တွေကိုမိရှုဖြက်စီပြီးကြေရတွေကိုတနက်ပြစ်ပိုင်းဝင်းအောင်စင်းနေနေကြောင်းဝက်လက် information နဲ့ဝက်တောင်းခံကိုမုံတိုင်းကပြောတယ်နိုဝင်ဘာလ9ရက်နေ့မော်လဲတနအီကြော်ခန့်မှာဝက်လက်မြွနယ်မှာရောက်ရှိနေတဲ့ဂျပန်စစ်သားတွေကဝက်လက်ရှိမကလမ်းပိုင်းကထွက်လာပြီးမြင်တော်ရာကိုလက်နက်ငယ်နဲ့ပစ်ကတ်ကဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပါတယ် ထို့နောက်မော်လဲတနားရီ40မိနစ်ခန့်မှာဂျပန်စစ်တပ်စစ်တောင်းကမြင်တော်အတွင်းရှိပြည်သူပိုင်နေနေကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းရင်းသွေးမီးရှို့ဖျက်ဆီးပြီးချိန်မှာဂျပန်စစ်တပ်စစ်တောင်းကဝက်လက်မျိုးပေါ်ကိုဝင်ရောက်သွားပြီးမကြီးတုံးရကိုတနက်တွေပြပောက်ကထပ်မံဝင်ရောက်စီးနေနေကြောင်းသိရတယ်။ရင်းစစ်တောင်းကလက်ရှိချိန်နှင့်ပြန်လည်ထွက်ခွာခြင်းမရှိရကြောင်းပြည်စည်းဆောင်ရှုံ့မှုအခြေအနေနဲ့ပြည်သူ့အထိကရှိမရှိကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ အလားတူဝလက်မြွနဲ့နောက်ကျန်ရွာသားကြီးရွာမှာတိုင်ကြတက်ဆွဲထားတဲ့စစ်သားတွေကိုလည်းယနေ့မနက်9:00နာရီခန့်မှာကတူရွာအောင်မြောက်ဖက်ရှိကဲတွေကိုဝင်ရောက်စီနေကမိရှုဖြက်စီသွားကြောင်းသိရတယ်။ဒီနေ့တော့ဝလက်မြွပေါ်ကထွက်လာတဲ့စစ်ကွေးစစ်သားအမြင့်တော်ရာကိုဝင်ရောက်စီနေမိမိရှုတယ်။နောက်ပြီးရွာသားကြီးထိုင်ကစစ်ကွေးတွေကလည်းကတူရွာအောင်မြောက်ဖက်ကတဲတွေကိုမိရှုဖြက်စီပါတယ်။ထို့ပြင်နိုဝင်ဘာလ6ရက်နေ့နဲ့9ရက်နေ့ကလည်းဝလက်မြွနဲ့အတွင်းရှိမူကြီးရွာတမာကုံရွာရွာတော်ကန်းရွာတထောက်ရွာနဲ့ထုံးမွေရွာတွေကိုလည်းဂျပတ်စစ်တပ်ကမိရှုခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြမြောက်ဒီမျိုးမှာမရိမှုတွေရဲ့တရားခံအမှန်ငါရက်ကအောက်ချွေမှုမဘာသာအစွန်ရောက်ဆိုင်းမြွညွန်ကိုစစ်တပ်လောက်ခံကင်းပြင်းနေဆရာကစီမံထူးချွန်တက်တရားအစင်းစုချင်းမြေကင်းပြင်းနေများတွေမြို့မှာတမပြေသေးတဲ့အကြောင်းသူရွေမင်းကလင်းငယ်တွေပါဝင်မရိမှုတွေရဲ့တရားခံအမှန်ငါရက်ကအောက်ချွေမှုမဘာသာအစွန်ရောက်ဆိုင်းမြွညွန်ကိုစစ်တပ်လောက်ခံကင်းပြင်းနေဆရာက စီမံထူးချွန်တတရားဆင်ဆိုခြင်းမြင့်လိုက်ကြောင်းသိရတယ်။ယနေ့ကြောင့်တနည်း90ပြည့်ကရင်ပြည်နယ်နေခန္ဓာမှာစစ်တလောက်ခန့်ကင်းပြည်နယ်ဆိုရကအထပ်ပါတိုင်းဆိုင်းမြညုံကိုစီမံထူးချွန်မှုတတရားဆင်ကိုခြင်းမြင့်ခဲ့ခြင်းဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ရီမြို့အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှုလည်းဖြစ်မဘာသာဆင်ရတအုပ်လည်းဖြစ်သူဆိုင်းမြညုံကရဲရင်ရင်ကျင်းနာမည်နဲ့ဓမ္မစကူခမဲသာတင်ကြောင်းဖွင့်ကအတမပြည့်သေးရဲ့မိန်ကလေးငယ်လေးပါဝင်ကျောင်းသူဆယ်ဦးထက်မနည်းကိုမလိန်ကျင်ကျင်နဲ့အိမ်ပိုင်းဆိုင်အမြတ်ထုတ်မှုတွေကျွလွန်ခဲ့သူဖြစ်ကြောင်းကျွလွန်ခဲ့တဲ့မိန်ကလေးငယ်လေးကတရားဝင်ထုတ်ဖော်ပြောဆိုတဲ့ ။ထို့သောကြောင့်သူမိန်ကလေးငယ်တွေကိုလက်ခံတင်ကြပင်2019 2018ခုနှစ်ပညာသင်နှစ်အတွင်း73နှစ်ရွယ်ရှိတန်းကျောင်းသူတုံးနေထိုင်သောအခန်းတွင်ကိုဝင်ရောက်ကမရင်းချင်းခဲ့ပြီးမိသူများဖွင့်ပြောရေးချင်းကြောက်ခဲ့ကြောင်းထိုပြင်ကွန်ရက်တာစီတွေကိုလည်းတိုက်ခဲ့ပြီးတရားဝင်ယူမျိုးစုကအတင်းအကျပ်စာချုပ်ကိုလက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရတယ်။အလားတူရက်ကအောက်ဆောင်မှုကတခြားမိန်ကလေးငယ်တွေကိုမရင်းချင်းချင်းလိမ့်ပိုင်းဆိုင်အမြတ်ထုတ်ခြင်းတွေကိုလှုံ့ဆော်ခဲ့ပြီးမိန်ကလေးငယ်စုစုပေါင်း10ဦးကျော်ရှိပြီးဓမ္မစကူကျောင်းတိကျောင်းတို့ဖြစ် ၎င်းလက်နက်ကိုင်ဖွဲ့စည်းနေပူပေါင်းနေသူဖြစ်၎င်းရက်ကွက်အုပ်ချုပ်မှုဖြစ်၎င်းထင်ရှားကြော်ကြားနေသည့်ဖြစ်မိသည့်ဖွဲ့စည်းကမှအရေးယူခြင်းမရှိကြောင်းသိရသည်2021ခုနှစ်ဆရာနာသိမ်းပြီနော်မြောက်ရီမြို့အမှတ်5ရပ်ကွက်အုပ်ချုပ်မှုဖြစ်ဝင်ရောက်လုံကိုင်းကစစ်တပ်လက်ကပ GF TKB အဖွဲ့ပါဝင်စစ်တပ်နဲ့အစဉ်ပြေသောကင်းလက်နက်ကိုင်ဖွဲ့စည်းနေပူပေါင်းပြီးလက်နက်မကုန်ရောင်းဝယ်ခြင်းမူရစေဝါဖြန့်ဖြူးပါဝင်ခြင်းပြည်သူ့စစ်ကော်ပြူစော်တီဖြင့်တာဝန်ယူခြင်းတွေကိုဆိုင်းမြွညံကလုံဆောင်လျက်ရှိပါသည် ယခုအော်တိုဘလဆန်ပိုင်းတွင်ဆိုင်မြင့်ညုံကျူးလွန်ခဲ့မတိန်ကျင့်လိမ့်ပိုင်းဆိုင်ရာမျက်ထုံမှုနဲ့ပတ်သက်ပြီးမဲဆောင်မှာကာယကာယကံရှင်မိန်ကလေးငယ်ကတရင်ဆောင်ရှင်းပွဲပြုလုပ်ပြီးတရားမျှတမှုရရှိရိုးစားနေတော်လေလက်ရှိနိုင်ငံချင်းတဲ့ဆိုင်မြင့်ညုံဦးကိုအေးအေးယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်ဆလပ်ပြပင်လောင်တဲ့ဖဲခုံမြွနယ်မှာတိုက်ပွဲတွေဖြစ်ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်တဲ့ဖဲခုံမြွနယ်မှာတိုက်ပွဲတွေဖြစ်နေတဲ့ဒေသခံစည်တဲ့မြင့်နယ်ရဲဘော်ချုံကပြောတယ်စစ်တပ်နဲ့စစ်တပ်လက်အောက်ကပေါ်ပြည်သူစစ် PNO တို့ကအောက်တိုဘာဒုတိယဘက်ကစလို့နိုဝင်ဘာလဇန်ပိုင်းထိတိုးစစ်ဆင်လာမှုတွေကြောင့်တိုက်ပွဲတွေဖြစ်နေရပါဘူး စစ်တမ်းနဲ့ပြန်တို့ကမြဆလုံးတောင်စလုံးနဲ့ဘွမ်းရွာတွေကိုစစ်ကြောင်းတုံးကြောင်းနဲ့ပြန်ခွဲပြီးစစ်ကြောင်းထိုးနေရလို့သိရတယ်။စစ်တမ်းနဲ့ PNO ရဲ့ဖဲ့ခုံမြို့အနောက်ဘက်ခြမ်းကိုထိုးစစ်ဆင်မှုမှအင်အား900ဝန်းကျင်အသုံးပြုထားပြီးလေကြောင်းတိုက်ခိုက်မှုတွေပါရှိနေလို့သိရတယ်။ KNI ပြည်နယ်နဲ့ပြည်နယ်တခြားစစ်အခြေအနေရလိုက်ကဒီမော့ဆိုပရိုဆိုဘောလကဲနဲ့ရှမ်းကင်းနီနယ်စပ်ဖဲ့ခုံမြို့နယ်မှာစစ်တပ်ကစစ်မျက်နှာ9ခုဖွင့်ထိုးစစ်ဆင်နေတယ်။ KNI မြို့သားကာကွယ်တပ် KNDF ကထုတ်ပြန်ထားပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ဒုမင်ကျေးဇူးတင်ရှိပါရရှင်။